လိုမင်္ဂလာပါရှင်ဒီနေ့မှာသက်ရှင်ရှောင်းလမယ့်နှုတ်ကပတ်တော်ခေါင်းစဉ်ကတော့ကိုရုံဤခန္ဓာစိတ်ပိုင်ဟာလေလုယာသင်ဟာဆိုရင်ခရစ်တော်အားဖြင့်ဖျားသခင်ဖန်ဆင်းခြင်းနဲ့မှာအတူတကွချိတ်ဆက်ပြီးတော့မှာအတိတ်ဖန်ဖန်ဆင်းခြင်းခံထားရတော်သူဖြစ်တယ်ဟာလေလုယာအေဖက် ငါ30ကိုကြည်ရအောင်အကယ်စင်စေငါတို့သည်ဖျက်တခင်ဖျားဤအသားတော်အယူတော်တို့အဝင်ဖြစ်၍ကိုရောမျက်ဤအင်္ကာဖြစ်ကြ၏ဟာလေလုယာထိုအရာကဘယ်များလောက်ကောင်းတယ်လဲဆိုတာမိတ်ဆွေစဉ်းစားကြည့်ပါကျွန်ုပ်တို့ဟာဆိုရင်သခင်ဖျားရဲ့အယူတော် အသားလိုအဖြစ်ဘုရားသခင်ကအတိဖန်ဆင်းပေးလိုက်တာဖြစ်တယ်။ကျွန်ုပ်တို့ဟာဆိုရင်သခင်ဘုရားတည်ဟူသောယေရှုခရစ်အားဖြင့်ဘုရားသခင်ရဲ့အမျိုးအနွယ်ထည့်ရတဲ့ဘုရားသခင်ရဲ့အယိုးတော်အသားတော်တနည်းအားဖြင့်ပြောရင်ဘုရားရဲ့အင်္ဂါအစိတ်အပိုင်းဖြင့်ကျွန်ုပ်တို့ကအသက်ရှင်ခွင့်ရတယ်လို့ဤဖက်930မှာဖော်ပြထားတာဖြစ်တယ်။အဲ့ဒီရဲ့အတိတ်ပဲက ခရစ်တော်အားဖြင့်ကျွန်ုပ်တို့ကဒီလောကမှာဖျားသခင်ရဲ့ခြေတော့ဖျားသခင်ရဲ့လက်ဖျားသခင်ရဲ့အစိတ်အပိုင်းဖြစ်တင့်ကိုဖျားသခင်က ပြုတ်လုပ်ပြီးလိုက်တာ ဖြစ်တယ်တစ်ကောအခန်းကြီး6အခန်းငယ်15ကိုကြည့်ရအောင်တင်ဒုကုခနာဒီ ကရစ်တော်ဤအင်္ဂါဖြစ်ကြောင်းကိုမတိကြသလားဟာလေလုယာသင်ရဲ့ကိုခန္ဓာကခရစ်တော်ရဲ့အင်္ဂါအစိတ်ပိုင်းခရစ်တော်ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းဖြစ်တယ်နော်ခရစ်တော်ရဲ့အင်္ဂါဖြစ်တယ်လို့ဖော်ပြထားတာဖြစ်တယ်ခရစ်တော်ရဲ့အင်္ဂါကိုယူ၍ပြည်ဒဇာဤအင်္ဂါဖြစ်စေအပ်သလားမဖြစ်စေရဲ့ဟာလေလုယာဖျားသခင်ကသင်ကို ခရစ်တော်ရဲ့အင်္ဂါအဖြစ်သင်ကိုအသစ်တစ်ဖန်ဖန်ဆင်းပေးလိုက်တာဖြစ်တယ်ဟာလူးလူးယဒါကြောင့်မိရဲ့စင်တိုင်းသင်အသက်ရှင်တဲ့အခါမှာသင်ဟာဆိုရင်ခရစ်တော်ရဲ့မှာနစ်မြုပ်ပြီးတော့မှရှင်သန်ဖို့လိုတာဖြစ်တယ်တဲ့ရဲ့ခနာကိုကိုတခြားမကောင်းတဲ့အရာတွေမှာမနစ်မြုပ်ဖို့အတွက်ကျမ်းစာကအတိအကျဖော်ပြထားတာဖြစ်တယ်။တဲ့ရဲ့ရှင်တန်ခြင်းအလုံးစုံကခရစ်တော်နဲ့ ထားတာဖြစ်တယ် joy together crypto ရဲ့အင်္ဂါအစိတ်အပိုင်းဖြစ်ဦးကောင်းသီးဟူသော crypto နဲ့ချိတ်ဆက်ထားတာဖြစ်တဲ့အတွက်ကြောင့်ဘုရားသခင်ကတင့်ကိုဘုရားရဲ့ဖန်ဆင်းခြင်းအသစ်အားဖြင့် crypto နဲ့ချိတ်ဆက်ပြီးဖန်ဆင်းလိုက်တာဖြစ်တဲ့အတွက်ကြောင့်တင့်ရဲ့ရှင်သန်မှုက crypto ထဲမှာနင်းညွတ်ပြီးတော့မှဦးကောင်းသီးဟူသော crypto နဲ့ချိတ်ဆက်ပြီးတော့မှ ခရစ်တော်နဲ့တလုံးတဝရီရှင်သန်နေရမှာဖြစ်တယ်။ဆိုတော့တင်းရဲ့ဤရဲ့ရှင်သန်တက်ရှင်မှုကဖျားချောင်းတက်မှကျန်းစာလေးနားထောင်တခြင်းလေးဆိုပြီးဝါရှစ်လေးလှုပ်လိုက်တာမဟုတ်ဘဲနဲ့ဤရဲ့ရှင်နိုင်ချိန်တိုင်းနိုင်လဲမှာတင်းကခရစ်တော်နဲ့ချိတ်ဆက်ပြီးရှင်သန်နေရမှာဖြစ်တယ်။တခြားအချိန်တွေမှာတခြားရက်တွေမှာကျန်းစာကအတိအကျပြောပြီးဒီဇာရဲ့အင်္ဂါမဖြစ်စီနဲ့လို့ပြောတာဖြစ်တယ်။ဆိုတော့ဘယ်အချိန်မှဆို24နာရီခုနှစ်ရက်တစ်ပတ်လုံး သင်ဟာခရစ်တော်နဲ့ချိတ်ဆက်ပြီးခရစ်တော်ထင်းနဲ့နစ်မြုပ်ပြီးရှင်သန်နေဖို့ဘုရားသခင်ကသင်ကိုအစ်စ်ဖန်ဆင်းပေးလိုက်တာဖြစ်တယ်။ဟာလေလုယ။ဒါကြောင့်ဥက္ကံဒီဟူသောခရစ်တော်နဲ့ချိတ်ဆက်ဖို့တင့်ကိုမလုပ်လိုက်လေဆိုခရစ်တော်နဲ့တင်နဲ့ချိတ်ဆက်ရှင်သန်မှုတွေတန်ရှင်သောဝိညာဉ်တော်ကိုဘုရားသခင်ကထည့်ပြီးလိုက်ရတာဖြစ်တယ်။ဟာလေလုယ။ဒါကြောင့်သင်ဟာတာမန်လူမဟုတ်ပါဘူး။တန်ရှင်သောဝိညာဉ်တော်တင်ထဲမှာရှင်သန်ပြီးခရစ်တော်ဥက္ကံဒီဟူသောခရစ်တော်နဲ့တင်ချိတ်ဆက်ပြီး ခရစ်တော်ရဲ့အင်ကာအစိတ်ပိုင်းဖြစ်ဒီလောကမှာရက်တည်ပြီးရှင်သန်နေရတဲ့သူဖြစ်တယ်ဒါကိုသင်နည်းရဲ့စင်ထဲမှာသင်အတွင်းနဲ့ကနေနားရတယ်ဘုလို့တယ်သင်အသီးစိတ်ထဲကနေနားရတယ်ဘုလို့တယ်သင်အမှန်တကယ်ခရစ်တော်ဥကောင်းတည်ယူတော့ခရစ်တော်နဲ့ချိတ်ဆက်ပြီးတော့မှ ခရစ်တော်ကိုရှင်ပြန်ထမြောက်စေရဲ့ဝိညာဉ်တော်အသက်နဲ့ရှင်သန်နေဖို့လိုတာဖြစ်တယ်။ဒါကဘာသာရေးမဟုတ်ပါဘူး။တကယ်စစ်မှန်တဲ့အသက်ရှင်မှုဖြစ်ပါတယ်။ဟာလေလုယ တစ်ကောအခန်းကြီး7နဲ့အခန်းငယ်73ကိုကြည်အောင်အကြောင်းမူကယူရလူဖြစ်စေဟေလတလူဖြစ်စေကျွန်ဖြစ်စေလူလွတ်ဖြစ်စေငါတို့ရှိသမျှသည်ဝိညာဉ်တော်တပါတီအားဖြင့်တကိုယ်တီးထဲသို့ဗာရိဇံကိုခံကြ၏ဟာလေလုယငါတို့ရှိသမျှသည်တစေတဝိညာဉ်တီးထဲသို့လေ တောက်ကြဤဟာလေလုယာဒါကြောင့်မိတ်ဆွေတင်ဟာဆိုရင်ဘလို့လူမျိုးဖြစ်ပါစေယူရာလူဖြစ်ပါစေတင်ဟာကျိုးရချမ်းသာတဲ့သူဖြစ်ပါစေဟေလတလူဖြစ်ပါစေတင်ဟာဘလို့လူမျိုးပဲဖြစ်ပါစေဂျွန်ဖြစ်ပါစေတင်ဟာတာမန်လူဖြစ်ပါစေတင်ကဘလို့လူမျိုးပဲဖြစ်စေအသားဖြူတော်သူဖြစ်ရင်တော်ကအသားမဲတော်သူဖြစ်ရင်တော်ကတင်ရဲ့ဘဝမှာတင်ဘလို့လူစားမျိုးဘလို့အလောက်ကံမျိုးလောက်တော်သူဖြစ်ပါစေ သင်ဟာဆိုရင်ခရစ်တော်ကိုယုံကြည်လက်ခံလိုက်တဲ့ချိန်ရဆက်တဲ့အထဲမှာတန်ရှင်းသောဝိညာဉ်တော်ကရှင်တန်လာပြီးတော့မှဟာလေလုယာခရစ်တော်ဒီဟုသူဥကောင်းတဲ့တင့်ကိုချိတ်ဆက်ပေးလက်သင်ဟာခရစ်တော်ရဲ့အင်္ဂအစိတ်ပိုင်းဖြစ်တစိတ်တဝင့်ကျင်ထဲမှာဗာဒီဆန်ကိုခံရဖြစ်တဲ့ခရစ်တော်အထဲမှာတင်ကခရစ်တော်ရဲ့တစိတ်ထဲခရစ်တော်ရဲ့တဝင့်ညင်ထဲမှာတင်နှိမ့်ညွတ်ချင်းခံတိုင်းရဖြစ်တယ်ဟာလေလုယာ ဒါကြောင့်တင်နားလေရမယ့်အရာက ကျမ်းစာကပြောထားတယ်။တင်ဟာဆိုရင်ဖရာသခင်ရဲ့ဗိမာန်တော်ဖြစ်တယ်။ဖရာရဲ့တန်ရှင်းတဲ့ဝိညာဉ်တော်ကျင်းဝတ်နေတဲ့ဗိမာန်တော်ဖြစ်တယ်လို့ပြောထားရခြင်းဖြစ်တယ်။ဒါကြောင့်မိမိကိုယ်ကိုစံစစ်ပါ။တင်တကယ်ပဲဖရာသခင်ရဲ့ဝိညာဉ်တော်ကျင်းဝတ်နေတဲ့ဗိမာန်တော်ဖြစ်ပါသလား။ဥကောင်းကြီးဥတော်ခရစ်တော်နဲ့ချိတ်ဆက်ပြီးတော့မှ ခရစ်တော်ထဲမှာတစိတ်အဝိညာဉ်ထဲမှာသင်ဟာဗာရိစံနစ်မြုပ်ခြင်းဗာရိစံဆိုတာလုံးဝအုတ်တုံနစ်မြုပ်ခြင်းဖြစ်ခရစ်တော်ထဲမှာသင်ရဲ့အသက်တာခန္ဓာစိတ်ဝိညာဉ်ကလုံးဝနစ်မြုပ်နေတော့အသက်တာဖြစ်တက်ရှင်နေသလားမိမိကိုယ်ကိုဆန်းစစ်ပါတိကောအခန်းကြီး6ခန်းငယ်19မှာပြောထားတာဖြစ်တယ်အဘေတို့နီတင်းတို့ကိုခန္ဓာသည်ဖျားသခင် ပေးတနာတော်မူသောဝိညာဉ်တော်တည်ဟူသောတင်းတို့အထဲ၌ကျင်းဝွေ၍တန်ရှင်းသောဝိညာဉ်တော်ဤဗိမှန်ဖြစ်ကြောင်းကို၎င်းမိမိတို့ကိုမိမိတို့မပိုင်ကြောင်းကို၎င်းမတိကြသလောဟာလေလုယာဒီမှာအတိကျပြောထားတာဖြစ်တယ်တင်းတို့အထဲမှာဖခင်ရဲ့တန်ရှင်းသောဝိညာဉ်တော်ကကျင်းဝတ်တယ်ဖခင်ရဲ့ဗိမှန်တော်ဖြစ်တယ် တင့်ကိုတင်မပိုင်ပါဘူး။ဟာလေလုယ။ဒါကြောင့်ဒီနေ့ကဘာမှရှိရလူတွေကိုကိုကိုပိုင်တယ်လို့ရှင်းတန်းနေကြတာ။တို့တင်ဟာဆိုရင်ယုံကြည်သူခရစ်ယာန်ဖြစ်လာပြီဆိုလို့ရှိရင်တင့်ကိုတင်မပိုင်တော့ပါဘူး။ဟာလေလုယ။ဖခင်သခင်ကတင့်ရဲ့အသေးလေးမှာသူ့ရဲ့တန်ရှင်သောဝိညာဉ်တော်ကလာရောက်ကျင်းဝတ်ပြီးတင့်ကိုအသက်ရှင်တဲ့ဖခင်ရဲ့ဗိမ္မာန်တော်ကြီးဖြစ်ပြောင်းလဲပေးလိုက်တာဖြစ်တယ်။ဟာလေလုယ။ဒါကြောင့်တင့်ရဲ့ရှင်သန်မှုက ဖရားဗိမှန်တော်ဖြစ်တင်ရှင်တန်ရမှာဖြစ်ဟာလေလုယာတင်တို့သည်ဖရားသခင်ဤဗိမှန်တော်ဖြစ်ကြသည်ကို၎င်းဖရားသခင်ဤဝိညာဉ်တော်သည်တင်တို့အထဲ၌ကျင်းဝတ်တော်မူသည်ကို၎င်းမတိကြသလောဟာလေလုယာတင်တို့အထဲမှာဖရားရဲ့ဝိညာဉ်ကျင်းဝတ်တယ်ဆိုတာ တင်တိဖို့လိုတာဖြစ်တယ်။ဟာလေလုယ။တင်ချဲတဲ့ကဝိညာဉ်တော်တန်ရှင်းသောဝိညာဉ်တော်ကျင်းဝတ်တဲ့အတွက်ကြောင့်တင်ဟာဘုရားပိတ်မှန်တော်ဖြစ်နေတယ်ဆိုတာမိရဲ့စင်နဲ့တင်ရဲ့အသက်ရှင်မှုကတင်တိချစွာချင်တန်ဖို့လိုတာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့တင်ကအိုးကလေးဖြစ်တာဖြစ်တယ်။ဟာလေလုယ။တင်ကဖရားရဲ့တန်ရှင်းသောဝိညာဉ်တော်ကိုသေဆောင်နေတဲ့အဖိုးထိုက်တန်တဲ့အိုးဖြစ်တာဖြစ်တယ်။ ဘုရားသခင်ကတင့်အသေးသေးကနေအလုံးလုံးနေတာဖြစ်တယ်။ဘုရားသခင်ကတင့်အသေးသေးကနေတင့်ကိုပေါ်ပြနေတာဖြစ်တယ်။ဘုရားသခင်ကတင့်အသေးသေးကနေသူ့ရဲ့မျက်မှောက်တော်ကိုထုတ်လွှင့်နေတာဖြစ်တယ်။ဟာလေလုယ။ဘုရားသခင်ကတင့်အသေးသေးကနေသူ့ရဲ့ဝိညာဉ်တော်အဖြစ်ကောင်းကင်ခမဲတော်ပလီနဲ့ချိတ်ဆက်ပြီးတော့မှဟာလေလုယဒီမြေကြီးပေါ်မှာတင့်ကို ရှင်သန်နေစီတာဖြစ်တယ်။ဒါကြောင့်မိတ်ဆွေဒီနေ့တင့်ဟာတာမန်လို့မဟုတ်ပါဘူး။ ဖရားရဲ့မျက်မှောက်တို့ကိုတည်ဆောင်ထားတဲ့သူဖရားရဲ့ပလီနုံနဲ့တိုက်ရိုက်ချိတ်ဆက်ထားတဲ့ဟာလေလုယာဖရားသခင်ရဲ့တန်ရှင်းဆုံးသောဝိညာဉ်တော်ကိုတည်ဆောင်ထားတဲ့ဝိညာဉ်တော်အဖြစ်သက်ရှင်နေတဲ့သူဖြစ်တဲ့ခရစ်တော်တည်ယူသောဦးကောင်းတဲ့သင်ချိတ်ဆက်ပြီးဖရားသခင်ရဲ့အယိုးတော်အသားတော်အဖြစ်ဒီညီကြီးပေါ်မှာရှင်သန်နေရတော်သူဖြစ်တဲ့ထိုအရာကိုဒီနေ့သင် သိရှိဖို့လိုတယ်ထိုနှနေတဲ့အရာကိုဘုရားသခင်ကသိစိတ်ဝိညာဉ်ထဲမှာဖွင့်ပြပြီးတော့မှသင်ဟာစစ်မှန်စွာဘုရားသခင်ရဲ့အတိဖန်ဆင်းခြင်းဖြစ်ရှင်သန်နိုင်တော့သူဖြစ်ဖို့ကျွန်ုပ်ဆုတောင်းပေးပါလိမ့်ဆုတောင်းကြရအောင်အဖဖရာခရစ်တော်အားဖြင့်ဘုရားသခင်နဲ့ကျွန်တော်တို့ကျမတို့ဟာတလုံးတဝတယ်ဖြစ်တည်လေဘုရားသခင်ဤပြေဝဆုံးလင်တော့ ခန္ဓာကိုယ်ရဲ့အင်ကအဖြစ်ရှင်သင်ရတော့ခွင့်ပေးတော်မူသောကြောင့်ဂျေစုတင်နေခရစ်တော်ထဲ၌ဘုရားသခင်ရဲ့အလင်းကိုထွန်းလင်းလက်ဘုရားသခင်ရဲ့ဘုန်းကိုသေဆောင်လက်ဘုရားကရဲ့မျက်မှောက်တော်ကိုသေဆောင်ပြီးတော့မှဟာလေလုယာခမဲတော်ဘုရားရဲ့ကောင်းကင်ဘုံပလင်ကိုချိတ်ဆက်ပြီးတော့မှမြေကြီးပေါ်မှာရှင်သင်ရတော့အခွင့်ပေးတော်မူသောကြောင့်ဂျေစုတင်နေ ဘုရားသခင်ပြုသောအမှုတစ်ခုစီတန်းကိုယနေ့မှကျွန်ုပ်နားလည်ပြီးတော့ဝင်ခံလျက်အခြားသူများကိုလည်းဘုရားသခင်ရဲ့အသက်ကိုဆက်လက်ပြီးတော့မှကူးဆက်ပြီးတော့မှကျွန်ုပ်အထင်းလိုက်ရှိသောတန်ရှင်သောဝိညာဉ်တော်တည်ယူသောအသက်ရည်စီးထွက်သောသူဖြစ်စီပါမိကြောင်းယေရှုနာမဖြင့်ဆက်ကအနံလေးဆုတောင်းကိုးကွယ်ပါရဲ့ပါအာမင်